လီဗာပူးပရိသတ်များအတွက်တည်ငောင်းတစ်ပုတ်လွန်ခဲ့တဲ့2005ချန်ပီယံလိဆုဖလားကိုသိမ်းပိုင်နိုင်ခဲ့တော့ကလီဗာပူးအတွက်ချေစွမ်းပြခဲ့တဲ့ပြင်သစ်တိုက်စစ်မှုဂျီဘရယ်ဆီစီရဲ့မျိုးဆက်ကြောင့်လီဗာပူးတို့တည်ငောင်းကြရဖို့ရှိပါတယ်။သူဟာဒဏ်ရာပြင်းထန်စွာမရမီလီဗာပူးအသစ်မှာချေစွမ်းပြခဲ့တာဖြစ်ပါတယ်။အခုသူ့ရဲ့သားဖြစ်တဲ့ Prince Kobo Sisi ဟာ Liverpool လူငယ်အသင်းမှာခြေစွမ်းပြနေတာဖြစ်ပါတယ်။ Prince ဟာ Academy စာပိုင်းမှာ Trent Alexander-Arnold လို့ပဲ ကွင်းလေတောင်ပန်တိုက်စေးစသဖြင့်နေရာဆောင်ကစားခဲ့ပေမဲ့လည်းအခုယူဆက်ရှိအသင်းမှာတော့ဘိုးခန်စင်မှုအဖြစ်ကစားပြီးတော့ခြေစွမ်းပြနေတာဖြစ်ပါတယ်။လီဗာပူးစီနီယာအသင်းကြီးမှာကလည်းခန်စင်မှုကိစ္စကရှုပ်ထွေးနေပါတယ်။ဒဏ်ရာပြဿနာနဲ့ပွဲဆက်များမှုဒဏ်တွေများနေပြီးတော့ဒါကိုရှော့ချနိုင်ဖို့ Prince ကိုစီနီယာအသင်းကြီးစီကိုခေါ်ယူမယ်လို့အတန်တွေထွက်လာနေပါတယ်။ဒီလိုအရေးသွေးမြင့်ကျယ်ဝင့်တွေပေါပေါလာတာကအသင်းအတွက်သတင်းကောင်းတစ်ပုဒ်ပါပဲ။လက်ရှိအသင်းမှာဆိုလို့ရှိရင်ကိုနာဒေးကလည်းစကြုပ်တဲ့ကိစ္စအတွက်ဆွေးနွေးနေရဆဲဖြစ်တယ်လို့ ဒီယာတီအရောက်မှာမှအစ်တစ်ခေါ်ယူထားတဲ့လီယိုနီကလည်းဒါယာကြောင့်ယာတီကုံအထီကိုအနားယူရတော့မှာဖြစ်ပါတယ်။အဲ့ဒီအပြင်ခွန်ဆက်တို့လိုကျဲပွင့်တွေကိုလည်းရောင်းထုတ်ထားပြီးတော့ဗန်ဒိုက်ရဲ့စာချုပ်တက်တန်းကလည်းမကြမီနှစ်အတွင်းမှာအကုန်ဆုံးတော့မှာပါ။ဒီလိုအခြေအနေမျိုးမှာမှလီဗာပူးအသင်းအတွက်ကျဲပွင့်ခံစမှုတူပေါ်ပေါက်လာတဲ့ဆိုတဲ့သတင်းကသတင်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ Prince Kobo Sisi တရားဒဏ်ရာပြဒနာတွေကင်းစင်ပြီးတော့ခြေစွမ်းကောင်းနေတဲ့အတူအသင်းကြီးမှရောက်ရှိလာပါစေကြောင်းမျှော်လင့်လိုက်ရပါတယ်ရှင်။